ဲ့အတွက်ကြောင့်အခုနည်းနည်းပေါက်ပေါက်ရောက်ရောက်လေးဖြစ်နေတယ်လို့ပြောလို့ရတယ်။ဂျောင်းတဲရောက်မနေဘူးပေါ့နော်။ Miss Art မဂဘာမြေကြီးဖြစ်ကျင်တဲ့သူတွေအခုတည်းကနေအင်္ဂလိပ်စကားပြော public speaking skill ကိုလုံးဝဖြစ်ထားဖို့လိုအပ်နေပြီ။ Miss Art မှာဒီ intelligence စစ်ဆေးတဲ့ challenge တွေအများကြီးရှိတယ်။ တောင်းလျှောက်ပွဲစရောက်စဖွင့်ကလေးကနေအခုချိန်ထိသူတို့မှစကားပြောဖို့အတွက်အခွင့်အရေးတွေအများကြီးပေးတယ်အလှမယ်တွေကိုအလှမယ်တွေကိုရှေ့ထုတ်တယ်ကျောင်းတွေကိုသွားလဲတယ် activity တွေလုပ်တယ်အလှမယ်တွေကို public လူလူရဲ့ရှေ့ကိုထုတ်တယ်ထုတ်ပြီးရင်သူတို့မေးခွန်းတွေမေးတယ် activity တွေအများကြီးရှိနေတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီဟာတွေကပဲအလှမယ်တွေကိုအကဲဖြတ်နေတာဘယ်သူကဘယ်လောက်ထိ intelligence ကောင်းလဲဘယ်လောက်ထိအလှမယ်တယောက်ဖြစ် spoke person ဆိုတဲ့ဒီအရေးသွေးတွေနဲ့ပြည့်စုံလဲဆိုတဲ့ဟာမျိုးစမ်းသပ်နေရဆိုတော့ဒီနှစ်ခင်ခင် line နေနဲ့ဒါအင်္ဂလိပ်စကားပြောကိုအထိုက်အသင့်ပြောတတ်တယ်သူကလည်းနည်းနည်း break ဖြစ်တဲ့ တွက်ကြောင့်သူတေချာလေးတွေးပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့အတွေးခေါ်ကိုသူ့ရဲ့အင်္ဂလိပ်စကားပြောနေတဲ့အာအထိုက်အသင့်ပေါ့နော်အခုလိုမျိုးဒီထုတ်ပြောနိုင်တယ်ပေါ့နော် express လုပ်နိုင်တယ် deliver လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အခုနည်းနည်းပေါက်ပေါက်ရောက်ရောက်လေးဖြစ်နေတယ်လို့ပြောလို့ရတယ်ဂျောင်းတဲရောက်မနေဘူးပေါ့နော်ဆိုတော့ဒီသူအတွက်အခု Facebook voting လည်းပေါ်လာပြီပေါ့နော်ဆိုတော့တစ်ချက်လောက်ဝန်ရံပေးကြပါအောင်လို့ပြောချင်ပါတယ်တတ